မင်္ဂလာပါဒေါက်တာဘီးစ်မြန်မာ YouTube Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ Midnight Snacks လို့ခေါ်တဲ့ညဘက်အိတ်ခန်းကြီးစားတဲ့အစားအသောက်တွေအကြောင်းပါအခုကြည့်နေတဲ့ပရိသတ်တွေထဲမှာညဘက်အိတ်ခန်းကြီးဘိုက်စားတဲ့လူတွေရှိကြလားဗျအကယ်၍ရှိတဲ့ဆိုရင်အဲ့လိုဘိုက်စားတဲ့အချိန်မျိုးမှာရောဘာတွေထားစားတတ်ကြသလဲကိုကူပြန်မေးကြည့်ပါနော်အကယ်၍သင်ဟာအဲ့ဒီအချိန်မှာ ထမင်းထစာမိသူဒါမှမဟုတ်ခောက်ဆွဲပြုတ်ထစာမိသူဒါမှမဟုတ်ရင်ကြာတန်ပြုတ်ထစာမိတဲ့သူဆိုရင်တော့ဒီဗီဒီယိုအဆုံးထိကြည့်ဖို့လိုအပ်နေပါပြီ။ဘာဖြစ်လို့လဲဆိုတော့ထမင်းခောက်ဆွဲကြာစံစတာတွေကကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ကစီတဲများစွာ ပါဝင်နေတဲ့အတွက်ညဘက်အိတ်ခဏီအချိန်မှာစားဖို့လုံးဝလုံးဝမသင့်တော့ပါဘူး။ကာဘိုဟိုက်ဒရိတ်တွေကကျွန်တော်တို့နေ့စဉ်လှုပ်ရှားသွားလာဖို့အတွက်စွမ်းအင်ကိုပေးပါတယ် အကယ်၍မနက်ဖက်နေ့လယ်ဘက်ညနေဘက်တွေမှာစားသုံးမိမယ်ဆိုရင်တော့တနေ့လုံးလှူရှားသွားလာတဲ့အထက်မှာဒီဆွမ်းအင်တွေကိုသုံးပြီးသားဖြစ်သွားတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ထဲမှာအများအပြားမဆူဆောင်းမိပါဘူး။ဒါပေမဲ့ညအိပ်ခန်းဒီအချိန်မှာစားမိမယ်ဆိုရင်တော့ကျွန်တော်တို့လှူရှားသွားလာမှုမရှိတော့တဲ့အတွက်ဒီဆွမ်းအင်တွေကိုပြန်လည်အသုံးချစရာနေရာမရှိတော့ပါဘူး။ဒီအတွက်ကြောင့်ပိုရှန်သွားတဲ့ကာဘိုဟိုက်ဒရိတ်တွေကိုခန္ဓာကိုယ်ထဲမှာအဆီဖြစ် စုဆောင်းထားလိုက်ပါတယ်။ ဒါဆိုရင်တော့ကျွန်တော်ဘာကြောင့်ညအိတ်ခတ်နီးမှာကာဘိုဟိုက်ဒရိတ်တွေကစီတက်တွေကိုမစားဖို့ပြောလဲဆိုတာသိသွားတော့ပြီလို့ထင်ပါတယ်။ဟုတ်ပါတယ်။အစီတက်လို့ပါ။ဟုတ်ကဲ့ဒါဆိုရင်ဘာတွေစားရမလဲလို့မေးစရာရှိတယ်။ကျွန်တော်ရှင်းပြပေးပါမယ်။နံပါတ်1အစိအစံတွေစားပါ။ဥပမာတခြားစိနေကြစိစတာတွေကိုညအိတ်ခတ်နီးမှာစားသုံးပြီလို့ရပါတယ်။အစိအစံတွေမှာ good fat လို့ခေါ်တဲ့ခန္ဓာကိုယ်အတွက်ကောင်းကျိုးပြုတဲ့အစီအစဉ်ပါဝင်ပါတယ်။ဒါအပြင်အစီအစဉ်တွေကနည်းနည်းလေးနဲ့ပိုက်ပြည့်စေတဲ့အတွက်ကျွန်တော်တို့ညာအိတ်ခန်းဒီမှာလည်းအများကြီးစားဖို့မလိုတော့ဘူးပေါ့ခင်ဗျာ။နံပါတ်2အနေနဲ့ကတော့အသီးအနှံတွေပါ။ဥပမာပန်းသီး၊ငပြောသီး၊မလကာသီး၊စပြစ်သီး၊သခွာသီးစတာတွေဖြစ်ပါတယ်။ သီးနှံနေရဆိုရင်အားလုံးသိကြတဲ့အတိုင်းပဲကယ်လိုရီပမာဏလည်းအရင်နည်းတဲ့အတွက်ကြောင့်ကျွန်တော်တို့အိတ်ခတ်နီစားဖို့အထူးသင့်တော်ပါတယ်။ဒါအပြင်အသီးနှံနေမှာပါဝင်တဲ့ဗိုက်တာမင်တွေအန်တီအောက်ဆီဒန့်တွေကလည်းကျွန်တော်တို့ကျန်းမာရေးအတွက်အကောင်းကျိုးများစွာဖြစ်စေပါတယ်။နံပါတ်3အနေနဲ့ကတော့ကိုယ်တိုင်ဖြော်ထားတဲ့အသီးဖြော်ရည်တွေပါ။ဒါကတော့အသီးနှံတွေကိုဒီတိုင်းမစားခြင်းတဲ့လူတွေအတွက်အထူးသင့်တော်မယ်လို့ထင်ပါတယ်။ ဥပမာဥနီဖြော်ရီပန်သီးဖြော်ရီစတာတွေကိုညာအိတ်ခန်ကြီးတောက်ပေးခြင်းအပြင် ပိုက်လဲပြည့်သွားစေသလိုအစီလဲမတက်စေပါဘူးနံပါတ်၄ကတော့အချောက်ခံထားတဲ့အသီးတွေပါ ဥပမာစပြစ်တိကျောက်လိုမျိုးပေါ့ဟုတ်ကဲ့ပါဒီလောက်ဆိုရင်တော့ကျွန်တော်တို့ညာဘက်အိတ်ခန်ကြီးမှာဘာစားရမလဲဆိုတာသိသွားတော့ပြီလို့ထင်ပါတယ် ကျမ်းမာရေးဗဟုသုတရေးနဲ့လေ့ကျင့်ခန်းဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ Dr. Beast မြန်မာ YouTube Channel လေးကို Subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်ပါရစေခင်ဗျာ။နောက်ထပ်လည်းဗဟုသုတရရစေမယ့်အသစ်သစ်သောဗီဒီယိုတွေကိုတင်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုကြပါအောင်လို့ပြောကြားရင်းနဲ့ပဲဒီဗီဒီယိုလေးကိုညီကုန်းချုပ်ပါရစေခင်ဗျာ။အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေ။